အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောပဲဖြစ်ပါတယ်2025ခုနှစ်မတ်လ22ရက်စနေနေ့မနေ့ကစီရေးသတင်းတုံ့တက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ AR တိုင်းမြောက်ဆန်းအမြောက်တပ်ရဲ့အဓိကလက်နက်ကြီးစခန်းတွေထဲမှာပတိမုံရကားလမ်းပေါ်ကညောင်အိုင်စခန်းဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်အဆိုပါအမြောက်စခန်းဟာလက်ပံပင်အားလုံးအနီးဒေသအခေါ်မြိုင်သာယာထိ နောက်ဆုတ်အခြေပြုထားလိုက်ရပြီဖြစ်ပါတယ်လက်ပံမဲ့လမ်းဆောင်ဟာတီတာကုန်းမြေရွာနဲ့ကပ်လျက်ဖြစ်ပြီးအဲ့ဒီရွာကိုကြော်ရင်တော့အမြောက်တပ်တီရှိရာမြောက်ဆန်းရွာကိုရောက်ပြီဖြစ်ပါတယ်ရန်ကုန်တိုင်းမော်ဘီမြို့နယ်ထဲမှာတဲရူဖုံကျောင်းဆိုတာရှိပါတယ်တဲရူဆရာတော်ဟာတန်ထွာဗဟမရဲ့စစ်သူကြီးဝင်စားတယ်ဆိုပြီးနာမည်ကြီးနေတာဖြစ်ပါတယ်အခုအဲ့ဒီဖုံကျောင်းမှာကိုရင်9000ဝတ်ဖို့ ်ရန်ကုန်တိုင်းကစာတင်ချောင်းတွေကိုစီးရင်လိုက်ကောင်နေတာရှိပါတယ်။မော်ဘီမြို့နယ်ထဲကတော့1546ပါးစီးရင်ရရှိထားပြီးကိုရင်ဝိမက်မိဘတွေကိုစသိန်း6ပတ်မယ်လို့ဆိုပါတယ်။အလှူဒါယကာကတော့လက်ရှိတာဝန်နေစေဘူဂျုံတယောက်ဖြစ်ပြီးဘသူဘဝဆိုတာစီစစ်နေစေရှိပါတယ်။အလုတာယကမကတော့စစ်မြင့်ပညာရေးဦးစီးဌာနကဒေါ်ချိုချိုမြင့်အောင်ဖြစ်ပါတယ်။ဇရေအနေနဲ့ပြင်ပြခြင်းတာဖြစ်ပါတယ်ခင်ဗျာ။ ချမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်တဲက SSPB စိုးမိုးနယ်မြေထဲမှာအသက်15နှစ်ကနေ45နှစ်အတွင်းတပ်ဖွဲ့ရဲ့ဝင်ရမယ်ဆိုပြီးကြေညာပါတယ်။နန်ဟူးရွာမှာအစီအွေဆလုပ်ပြီးရမ်းမိရက်ဖတွေကိုစစ်ခေါ်နေပါတယ်။ဒီနှစ်ဆမ်းပိုင်းတဲကရွာရှိသမျှတွေကိုစံအိတ်တွေတာဝန်ချတယ်ဆိုပြီးလှုပ်လာပါတယ်။ဒီရွာကတလကိုဘင်းအိတ်ဆိုပြီးခွဲတမ်းသတ်မှတ်ထားတာဖြစ်ပါတယ်။စံတောင်းမှကြီးများပါတယ်။မမဆံချမ်းမရဘူး။ရှမ်းဆံနေမရဘူး။ စကလုံးမပါရဘူးဆိုပြီးတော့လူဘာဝနေကြပါတယ်လူမစုဘူးအခုမကဘူးကြီးညာထားပြီးလူသည်မရရင်ညဘက်ဝင်ဆွဲမယ်ဆိုပြီးပြောလာတာရှိပါတယ် SSPB ကစကားစားနဲ့ပလင်းတူဘူးစုဘော်ဒါတွေဆိုတော့စကားစားပုံစံပဲပေါ့ဗျာဒေတာကန်တွေမှာနှစ်သီးစားမက၃သီးစားဖြစ်နေပါတယ် RCSS ကလည်းလမ်းသွားသမျှအခုံကောက်နေတာဖြစ်ပါတယ် စစ်တပ်ကစစ်မှုတန်းကြီးလည်းမလွတ်ပါဘူးပေးရပါတယ်အခွန်ရိတ်ခါလူစစ်သုံးဝက်လုံးအတွက်သုံးလီစားဒုက္ခကိုခံစားနေကြရပါတယ်ပြီးခဲ့တဲ့ရက်ထက်မှာကိုေးချေးရွာအုပ်စုဘက်မှာ SSPB ကအယောက်30နီးပါးလူစစ်စုဆိုပြီးအာရမခေါ်ဆောင်သွားတော့ကိုလည်းခံထားရပါသေးတယ်ဒါတွေကစစ်အာဏာသိမ်းပြီးမှအခုလိုစိုးစိုးရွာရွာဖြစ်ပေါ်လာတာဖြစ်ပါတယ်ဘမော်စစ်မျက်နှာပြင်မှာ တစ်ဖက်ကစိတ်ဓာတ်စစ်စစ်လုပ်နေတဲ့မူဗီလေးကြည့်ပြီးစိတ်ဓာတ်မကြပါနဲ့စစ်တိုက်တာစနက်တွေဘုံနေနဲ့ပြစ်ကြတာခတ်ကြတာဆိုတော့စစ်ပွဲရဲ့သဘောတရားအရာအထိခိုက်အကြဆုံးတော့ရှိကြတာပေါ့ဗျာစာခ27ပတ်လည်းမှာအခိုင်မာဘန်ကာကာကင်းစခန်း7ခုတောင်ရှိပါတယ်အခုချိန်မှာညများစားစားမကြံတော့ပါဘူးပထမဦးဆုံးခင်စာခမှုလုပ်ခဲ့တဲ့တက်တန်း28နှစ်ရှိစာခ27ရဲ့အပိဓာန်ကြာဆုံးမှုအခြေအနေ စိတ်မကြံတော့ဘူးဖြစ်ပါတယ်လက်နဲ့အင်အားချင်းတူရင် စိတ်သက်သာတဲ့ဘက်ကနိုင်စမြဲတာဖြစ်ပါတယ်မကွေးတိုင်းဗရန်းတက်နေမှာထူးခြားဖြစ်စဉ်လေးရှိပါတယ်ဇီရွာမြောက်ဖက်မှာတက်မှတ်စီစစ်ဆဲစခန်းချနေတာရှိပါတယ်တပြန်လေးကအချင်းချင်းစကားများပြီးတနက်နဲ့ပြစ်ကြခတ်ကြတာတယောက်ပဲမက်ဆီကြိုက်တယ်ဗျာဇီရွာတုတ်တံမှာညှုံနှံလိုက်ပြီဖြစ်ပါတယ် အေလို့လောက်တာမဟုတ်ဘူးနော်သူတို့ပါသူတို့ဖြစ်တာပါနိုင်ရီကန်လမ်းပိုင်းမှာစက်တက်လေဒီနစီမြင်တွေ့လာပြီဖြစ်ပါတယ်ထော်စာရွာကိုဖြတ်ပြီးတုံးကြီးနဲ့မိုက်ခရိုဝေ့စ်ခန်းဘက်ကိုပြန်တန်းမောင်းနေတာလည်းရှိပြီးနိုင်ရီကန်တောင်ကျောဝင်းကျင်မှာလည်းပြန်တန်းနေကြပါတယ်မကြခင်ပြစ်ချခံရတော့ပါတော့မယ်ကရင်ကြီးဟာစီးရေးလှုပ်ရှားမှုသတင်းလုံးကြွေးအရန်သိုးသိပ်ပါတယ်အခုတော့ ဒုစစ်ဦးစီးချုပ်ကိုယ်တိုင်ဗော်လခဲအောင်ပွဲကိုထုတ်ပြောလာပြီးဖြစ်ပါတယ်။တမ်းမ66လက်အောက်ခံစိန်ကန်းနဲ့အခြေဆိုင်ခြေတန်းအမှတ်1ခြေလင်တိုင်ရင်နဲ့စာခါနဲ့လက်အောက်ခံလက်ချအခြေဆိုင်ခြေတန်းအမှတ်915ခြေလင်တိုင်ရင်တို့ရဲ့ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်နိုင်ခဲ့ပြီးလက်နက်ခဲရနဲ့စစ်တုံးပန်းများဖမ်းဆီးရမိထားတာကိုထုတ်ပြထားပါတယ်။တပ်ခွဲမှုအဆင့်ရှိဘိုးကြီးမျိုးမင်းသူလည်းမက်ဆီကိုက်ကြောင်းအတိပေးထားပါသေးတယ်။ဗော်လခဲမှာအခြေချစစ်ဖြူဟာတစ်ခုနဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့အမှတ်339၊ချင်းမြန်တိုင်ရင်အမှတ်429၊ချင်းမြန်တိုင်ရင်အမှတ်430၊ချင်းမြန်တိုင်ရင်ရှိကြပေမဲ့အင်အားချိနေနေပြီဖြစ်ပါတယ်။ဒါကြောင့်တမ66နဲ့စာခါနှစ်လက်အောက်ခံတပ်တွေစုပေါင်းဆက်ပေါင်းထပ်ဖြည့်ထားခြင်းဖြစ်ပါတယ်။တိုင်ရင်ဌာနချုပ်တွေကိုစတိုက်မယ်ဆိုရင်ပထမဆုံးဈေးဥပေါ့မှာကတော့အမှတ်429ချင်းမြန်တိုင်ရင်ပဲဖြစ်ပါလိမ့်မယ်ခင်ဗျာ။စလည်းဆုံး နားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ညနေပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ brown တန်နဲ့မြို့ဝကြုံမော်ဒေတာပြုံးလည်နဲ့စခိုင်းတိုင်းလေးကခတာမျိုးစီးရဲတဲ့နေကိုတုံးသက်တင်ပြပေးသွားမှာဖြစ်ပါတယ်။သတင်းထူးထူးခြားထူးခြားမှုတွေရှိရင်လည်းသတင်းလိုလေးတွေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကနေတင်ပြပေးသွားမှာမလို့ခေါလောင်းလေးကိုနှိပ်ပြီးတော့ note လေးယူထားကြဖို့အစ်တန်ရက်ခံပါတယ်ခင်ဗျာ။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်